ပါကျုပ်ဆရာတော်ရဲ့ရှိတော့ကိုက်ခဲနေတဲ့ယောဂကိုတော့ပျောက်ကင်းအောင်ကိုတားနိုင်လို့လူပြောမြနေတဲ့နာစီဆရာထုပန့်ကျော်မင်္ဂလာပါပေကြကြီးရေဒီပိုင်း Facebook သုံးတဲ့ဒူတိုင်းရဲ့ New Free မှာ video file လေးတစ်ခုကိုတတိထားမိကြမယ်လို့ထင်ပါတယ်အဲ့ဒီ video file လေးကတော့တခြားမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ချင်းကရာသာသနာပိုင်အကြီးအကဲတစ်ပါးဖြစ်တဲ့ပါမောခရှုပ်ဆရာတော်ဖရာကြီးနဲ့နတ်ဆေးဆရာထုကန့်ကျော်တို့ရဲ့တွေ့ဆုံမှုမှတ်တမ်းလေးပဲဖြစ်ပါတယ် ဒီဗီဒီယိုမထွက်လာခင်အချိန်ထိလူတရှိုးကထုကန့်ကျော်ကိုနှဆေးစရာ ဆိုပြီးတော့လှောင်ပြောင်တာတွေမယုံကြည်တာတွေရှိခဲ့ကြပါတယ်။ဒါပေမဲ့အခုလိုမျိုးသီလတမာတိပညာနဲ့ပြည့်စုံပြီးတော့အများကလေးစားကြည်ညိုရတဲ့ဆရာတော်ဖရာကြီးကိုယ်တိုင်ကထုကန့်ကျော်ရဲ့ကုသမှုကိုလက်ခံခဲ့တဲ့ဆိုတဲ့အရှိကဝေဖန်သူတွေရဲ့ပါဇက်ကိုပိတ်သွားစီခဲ့ပါပြီ။ဖြစ်စဉ်ကတော့ဒီလိုပါ။လက်ရှိမှာပါမောခရှုဆရာတော်ဖရာကြီးဒေါက်တာအရှင်နန္ဒမာလာပြီးဝင်တာဟာရန်ကုန်မြို့ကိုဒေသစာတွေ ကြွက်ရှိတော်မူနေတာဖြစ်ပါတယ်ဒီလိုကြွက်ရောက်နေစဉ်မှာပဲထိတ်တန်းအနုပညာရှင်တွေကိုယ်တိုင်ဆွန့်ကလှူဒန်းမှုတွေပြုလုပ်နေကြတာဗိဒ္ဓတွေမြင်တွေ့ရမှာပါဒါပေမဲ့ရာဒူဥဒုကအေးဆရာတော်ကြီးရဲ့တက်တော်ကလည်းကြီးရင်လာပြီဆိုတော့ရှင်လက်တွေထုံကျင်ကြိုက်ခဲတဲ့ဝေဒနာကိုခံစားနေရတယ်လို့သိရပါဗျ။ဒီအချိန်မှာပဲကဲတင်ရှင်ရောက်လာခဲ့ပါဗျ။အဲ့ဒါကတော့ဆရာဝန်တွေတောင်းလက်လန်းရတဲ့ယောဂတွေကို ကုတပေးနိုင်တဲ့ဆရာကြီးထုခန့်ကျော်ပါပဲဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပဲထုခန့်ကျော်ဟာဆရာတော်ကြီးရဲ့ရှေးတောက်ကိုသူ့ရဲ့ဆေးပညာနှိမ့်နယ်ခြင်းပညာတွေနဲ့စေတနာပါပါကုတပေးနေတာကိုတွေ့ရပါတယ်ဂျီနူးစီယာကောင်တာကတော့ဆရာတော်ကြီးနဲ့ထုခန့်ကျော်တို့ဟာဆရာတပည့်တွေလိုရင်းရင်းနှီးနှီးစကားပြောဆိုနေကြပြီးတော့ကုတမှုပြီးဆုံးတဲ့အခါမှာတော့ဆရာတော်ကြီးကိုယ်တိုင်ကခြေတော်တော်လေးတက်တာတွားပြီးလို့မိကြခဲ့တာပါပဲ ။တဟာထုကန်ကျော်တွေတော့တကယ်ကိုကြီးမားတဲ့အမှတ်တိုင်တစ်ခုပါပဲ။ဗိဒ္ဓကြီးလည်းဒီကြမှာပါထုကန်ကျော်ဆိုတာဟောအရင်ရုပ်ရှင်ခက်ကဇပ်ဖို့ဇက်ရံမိတာတယောက်ပါ။အနိပညာလောကမှာနေရာမရခဲ့ပေမဲ့2018ခုနှစ်လောက်မှာဝိဇ္ဇာတမားတော်လမ်းကြောင်းပေါ်ရောက်လာပြီးတော့လူနာတွေကိုကယ်တင်ရင်းနဲ့နာမည်ကျော်ကြားလာခဲ့တယ်ပါ။အထူးတပြည့်ဆေးပညာနဲ့ကူမရတဲ့လေဖြက်လူနာတွေအောက်ပိုင်းမတန်တဲ့သူတွေကိုသူက အထက်ပုဂ္ဂိုလ်တွေရဲ့အကူအညီနဲ့ ပြန်လာလျှောက်နိုင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့အထူးခြားချက်ကငွေမယူတာပါပဲ။ဆေးရုံဆေးခန်းတွားရင်တင်းချီကုန်မဲ့ယောဂတွေကိုသူကအခမ်းမဲ့ကုသပေးနေတာပါ။မြောက်သူကုံကသူ့ရဲ့ဆေးခန်းမှာဆိုရင်နေ့စဉ်နဲ့ပေါင်းစုံကလူထောင်ချီပြီးတော့တန်းစီစောက်ဆိုင်နေကြတာကိုသူ့ရဲ့ဆေးဆွမ်းထွက်မှုကိုတိတ်တိတ်ပြန်နေတလို့ပါပဲ။ဝိညာဉ်ကန္တာကလွယ်ရင်ကြံတဲ့ယောဂကြီးတွေကိုပျောက်ကင်းအောင် ကုတ္တပေးနိုင်သူလို့နာမည်ကြီးပါလေအခုဆိုရင်တော့ပမောခရှုပ်ဆရာတော်ကြီးရဲ့ဖြစ်ရကြောင်းထုခန့်ကျော်ပေါ်မှာအမြင်ဆောင်ခဲ့တဲ့သူတွေတောင်ဒီလူတကယ်တက်လို့ဆရာတော်ကြီးကလက်ခံတာပဲလို့အမြင်မှန်ရလာကြပါလေဆေးပညာပွဲထူးကုံထူးတွေမရှိပေမဲ့စေတနာဆိုတဲ့ဆေးစွမ်းနဲ့လူနာတွေကိုကုတ္တပေးနေတဲ့ထုခန့်ကျော်ဟာလက်ရှိအချိန်မှာအထူးကုဆရာဝန်တွေထက်တောင်မှလူတွေရဲ့အားကိုးမှုကိုပိုရနေပြီလို့ဆိုရမှာပါကဲပိတ်တကြီးရေပေါမောခါရှိုးဆရာတော်ကြီးကိုတောင်းတက်တာပြောင်းကင်းစီခဲ့တဲ့အထုခန့်ကျော်ရဲ့ စွိုင်းရီနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲတကယ်ရောယောဂကြီးတွေပြောက်ကင်းထားတဲ့သူတွေရှိကြလားကိုယ်တိုင်ကြုံဖူးတဲ့အတွေ့အကြုံလေးတွေရှိရင်လဲမှတ်ရှိပေးခဲ့ပါအောင်နော်ကြည့်ချူပေးတဲ့အတွေ့အကြုံရှင်းစီတိုင်းကိုကျေးဇူးတင်ပါရှင်